မင်္ဂလာပါခင်ဗျာ reader con channel လေးကပြန်လည်ကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့အယူသူတော်ရဲ့ညှက်ဖွက်တဲ့အိမ်ဆိုတဲ့သလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စာရေးသူနောင်ယူစီဖြစ်ပါတယ်ခင်ဗျာညှက်ဖွက်တယ်ဆိုတာကိုအားလုံးပဲကြားဖို့ကြမယ်ထင်ပါတယ်ရှိကလူကြီးတွေကပြောတတ်ကြတယ်လေညနေဘက်ကြီးညဘက်ကြီးမှာပေါအောင်တာမျိုးမလုပ်ကြဘူးညှက်ဖွက်တတ်တယ်လို့ ဘာလို့ဆိုတာပြောကြတဲ့တည်းမဟုတ်လားဒီပြင်ရှင်ပြုလူမှာရှင်လောင်းကိုပျော်တမ်းဖွက်ကြရင်နှက်ကထပ်ပြီးဖွက်သွားလို့ပွဲပီးပြီးတောင်းယူရတာတွေတချို့ကြတော့ရှင်လောင်းငယ်ကိုအတက်မပါတော့မှပြန်တွေ့ရတာမျိုးတွေလဲရှိလူကြီးတွေပြောကြလို့ကြားခဲ့မှုကြမှာပါအခုကြတော့ဗျာတကယ်ကိုထူးထူးဆန်းဆန်းအိမ်တလုံးလုံးကိုအပြင်မိသားစုကြီးတစုလုံးကိုပါနှက်ဖွက်ထားတာဗျပြောမယုံကြုံမှုမှတည်ရဲ့ကျုပ်ကတော့ညဝါးတင်နေကြုံခဲ့ရသူမို့ခင်များတို့စုကို ပြန်လည်ပြီးတော့ဖောက်တယ်ချပြောပြကြတယ်။ဒီပြည်စင်ဖြစ်ခဲ့တဲ့ရွာကကျုပ်တို့ရဲ့ဘာကြီးနေရဲ့ချောင်းမကြီးရွာမှာဖြစ်ခဲ့တာပါ။ကျုပ်ကလည်းဘာကြီးစီမှာအလုလုရင်အဲ့ဒီရွာမှာအချိန်ပေါ့။အဖြစ်ပြက်ကတော့ဒီလိုရဲဗျ။ချောင်းမကြီးရွာဆိုတာမီယိုဖလာလေယာကန်းကျုံအလုကိုပဲလောက်ကြတဲ့ရွာကြီးတွေပါပါ။ရွာနဘေးချောင်းရယ်ဆိုတဲ့ချောင်းတစ်ခုကစီးဆင်းနေတော့လေလုံရာလုံစိုက်ပျိုးရေးအတွက်တကယ်ကိုအားကိုးအတာဖြစ်ရပြီး တီးနံတွေလည်းဖြစ်ထွန်းနေဒီလိုလေယာကိုင်းကျွန်းတွေကိုလောက်ကင်တဲ့ရွာမှာမှကျုပ်ပကြီးမောင်တွေဆိုတာကအတိုင်းဝိုင်းထဲမှာတမိပေါက်တယောက်ထွန်းပြီးတာသက်တိုင်အလုပ်ကိုလောက်ကင်တယ်ဒီလိုလုပ်တယ်ဆိုတာလဲဆက်ဆက်မှုရတော့ဘာကြီးကအသက်15နှစ်လောက်ကမိမဖြစ်သူခင်လာရဲ့အမျိုးတွေစီကတဆင်ဆက်ဆက်သွားတယ်ထင်ရတယ်73ယောက်ဆိုတာဘာကြီးတို့မိသားစုကလင်မယား2ယောက်ရယ်တားမိ3ယောက်ရယ်9ယောက်ရှိရာကျန်တာက မခင်လာဘက်ကအမေအဖေအနွယ်တော်ပူစုကြည့်ပြီဘလို့ပဲဖြစ်ဖြစ်တိုင်နဲ့အတူနေတော့မိသားစုပဲပေါ့စားအုပ်ကလည်းကြီးလိုက်တမတရက်ကိုအိုးကြီးအိုးငယ်အတွက်တွဲကိုမှပြည်နေချီချက်ရတာမလားဒီလိုဖြစ်နေတဲ့အချိန်တတ်တက်လုပ်ငန်းကိုလုတ်ကင်တဲ့မခင်လာဘက်ကအမျိုးတယောက်နဲ့ဆုံးပြီးဒိုင်ခွဲပြစ်စတင်လုတ်ကင်တယ်တနေ့လောက်ကြာတော့ကိုပိုင်လိုင်စင်ရှောက်ပြီးကိုပိုင်လုတ်ကင်တော့တယ်ဘာကြီးကကြိုးစားတယ်မခင်လာကလူရည်လေဒီတော့စီးဝါးရေးကတဟုန်ထိုးတိုးတက်တယ် စာအုပ်ကြီးပြင်မှန်းရင်လုပ်ငန်းအဆင်ပြေတာမို့မှုစီယာမလိုတော့တဲ့အခြေအနေကြီးကိုဘာကြီးတို့ရောက်ချိလာတယ်။ချမ်းသာတာမျိုးမဟုတ်သေးပေမဲ့စီးပွားရေးအဆင်ပြေပြီးမခင်လာဆိုတာလဲရွှေကလေးငွေကလေးဝယ်နိုင်လာတာပေါ့။ဘာကြီးကတပတ်ကိုတခါနေဆောင်လှဲပြီးနားပွဲဆေးတွေစီကိုလိုက်လံလှဲ့လေလို့ပွဲရောက်နှွားတွေကိုရှာဖွေရဲ့နွားအုံနွားကမျိုးနဲ့စုံပြီးဆိုရင်ဈေးကိုရသလောက်စစ်ပြီးဝယ်ယူရဲ့တခါတလေစိုင်နွားမျိုးကိုဝယ်ပြီးဆိုလဲ ဈေးကိုရနိုင်တလောင်နှိမ်ပြီးမှဝယ်ယူတတ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့။ရောင်းတဲ့သူကနှစ်ဦးနှစ်ကန်းကိုဘလို့မှခိုင်းလို့မရတော့တော့တာ။အသားတန်ကြီးလဲထိုင်ကျွေးမထားနိုင်ဘူးလေ။ဒီတော့ဘာကြီးပြောရဲဈေးကိုယူပြီးယူပြီးဖြစ်စွလို့နှောကောင်းဝယ်ဖို့သာရှိတော့တယ်။ဒီလိုလောက်ရက်ကလည်းဘာကြီးတို့အတွက်တကယ်အထောက်အကူဖြစ်တယ်။တပတ်မှသုံးရက်ဆုံးရက်တွေမှာသူတို့နွားပေါ်ပြီးအသားဖြတ်ရတယ်။ကျန်တဲ့ရက်လေးရက်ကိုမူလတိုင်ကအသားဖြတ်တယ်။ ကျေးဇူးကံကျေးဇူးစားရှိပြီးတော့ဗာကြီးတို့ကတဖက်သုံးရက်ကိုမကျင့်နဲ့လဲကျင့်နဲ့ကျင့်နဲ့လဲကျင့်နဲ့သဘောတူကြရတယ်မတက်တာလို့ကောင်းညိတ်ထားရတဲ့သဘောပါပဲဒီအတွက်ကိုလည်းလူရည်လေနဲ့မခင်လာဟာနေ့တိုင်းဘလို့ဖြစ်ရှင်းမလဲဆိုတာတွေးတော့နေတရက်မှာတော့သူမအကြံရသွားတယ်အခြားရွာမှာနှခိုးသမားတစ်ယောက်ကိုငွေပေးပြီးတဖက်တိုင်ကိုသွားရောင်းခိုင်းတယ်ပြီးတော့တဖက်လက်နဲ့နှွားရှင်ကိုတည်င်းပေးပြီးတိုင်တော်စေတယ်သူမရဲ့အကြံစီကအောင်မြင်သွားတယ် ဖိုးနွားကိုအသားဖြတ်မိတဲ့ဖတ်တိုင်ဟာလိုင်စင်တန်းခံရပါကောလားနှစ်တိုင်းရှိတာမှတတိုင်းကလိုင်စင်တန်းခံရပြီဆိုတော့တနေ့လုံးမှာဘာကြီးရဲ့တိုင်းတတိုင်းမှာရှိတော့တယ်သူသားလည်းမင်းမှုပြီပေါ့လေတပတ်ခွန်ရက်ကိုခွန်ရက်လုံးအသားဖြတ်တယ်ဘာကြီးတယောက်တည်းအဝဲတော့အဖြတ်ကော မနိုင်တော့တာမို့လူငါးပြီးတော့ကိုအသားဖြတ်ကြရတယ်ကျုပ်လည်းအသားဖြတ်သူဖြစ်ဝင်ရောက်လောက်ကင်ဖြစ်ခဲ့ဘာကြီးကတော့အဝဲဘက်ကိုပဲအာယုံစိုက်ပြီးလှုပ်ဆောင်တယ်သူတို့တတိုင်းနဲ့ဆိုတော့ ရာသလောက်ကိုဖိနှိမ်ဝဲတာထက်တိတိတသားကိုချိုးနှိမ်ဖမ်းပြီးဝယ်တော့တယ်သူဒီလိုနဲ့ပဲသူတို့ရဲ့စီးပွားရေးကလာပိုင်းအသွင်းကိုတိတိတသားတစ်ချိန်တို့တိုးတက်လာပါတော့တယ်တခုရောရက်မှာတော့ငါးဝယ်ကပြန်လာတဲ့ဘာကြီးကိုမခင်လာအတိုင်မင်းလာတယ်ကိုမောင်းတို့တော့ငါးဝယ်ရအစင်ပြေရလာဒီရက်ထဲငါးရနေလာရင်နော်တော့ကြာအဝယ်မရတော့လို့ကျုပ်တို့တိုင်ပြုတ်နေအောင်မေမခင်လာအမေကိုကျုပ်ပါကြီးကတက်ပြင်းချရဲကော အဝယ်ကတော့တိတ်မကောင်းတော့ဘူးဟာအတို့ကဈေးနေလုံးလို့ကနန်းနယ်ဘက်ကတိုင်စီကိုအပင်မန်းခံစရိတ်ကုန်ခံနွားဆဲပြီးတွားရောင်းကြတာမျိုးတွေရှိလာဟုတ်တော့အဲ့လောက်တောင်ဖြစ်ပြီလားအေးပေါ့ဟာဒီတစ်ပတ်ဆိုရင်၃ကောင်ရဖို့တောင်တဲတန်ပြောဝယ်လာတာဒါဖြစ်လေတော့ဈေးတော့ပြိုးမပေးနိုင်ဘူးတော့တောင်ချုံဘက်ကြီးစင်းဝယ်ချင်တော့อืมငါလည်းအဲ့ဒါကိုစဉ်းစားနေရဒါပေမဲ့ခီးစိတ်ထောင်းမလားလို့ခီးစိတ်ထောင်းတာနွားနှကောင်လောက်ရရင်ကပါတယ် အဲ့ဘက်ကဒါစိတ်ဝဲကြည့်တော့အေးပါကွာအေးပါဘာကြီးလားမခင်လားစကားအတိုင်းတောင်ချွန်းတီနွားစင်းဝဲတောင်ချွန်းဘက်ကသားတတိုင်းရှိတော့အဆင်ပြေပါတယ်မခင်လားပြောသလိုပဲနွားရတော့ဇရိတ်ကာမိတရက်မှာတော့မခင်လားရဲ့နွားမြင်ရင်ငွေပဲမြင်တက်လာရဲမျက်စိကနှစ်ရွာကျော်ကရွာလူကပြန်လာတဲ့မထီပါစင်းတဲ့နွားတကောင်ကိုမြင်မိလာတယ်အဲ့ဒီရာကရွာတော်ရှင်ကိုဆက်သွားထားတဲ့နွားပဲရွာတော်ရှင်နဲ့နန်းနားမှာပဲနေပြီး အဲ့ဒီနားမှာပဲចောင်းသူမဲကပေါ်မြားလာတဲ့အစာတွေကိုလွတ်လွတ်လပ်စားတောက်ရတာမို့နှအူကြီးကပိုလာပြီဆိုပေမဲ့ဝါဖီးနေတယ်ဒီနွားကြီးကိုမခင်လာကမျက်စိကျလာပြီဘာကြီးနွားဝယ်ကပြန်လာမှာအချိုးချောင်ပြော့ပြလို့သူမရဲ့အကြံစီကိုတိုင်ပင်ပါတော့တယ်ဖြစ်ပါမလားခင်လာရဲ့မခင်လာရဲ့အကြံစီကိုဘာကြီးကဘဝင်မချပဲရေရွတ်မိတယ်။အိုးမဖြစ်စရာဘာအကြောင်းရှိထုံးတော့ပေးမဲ့ပေးထားတဲ့နွားပဲ ဟိုတခါတော့ကလိုပဲနွားခုတယောက်ကိုငွေပေးပြီးအခိုးခိုင်းရင်ရမှာပါနက်နေနကမစော်ကားဟုတ်တဲ့ခင်လိုက်အိုးနက်ကိုကြောက်ကဘာလုံးနေလို့တော့အဲ့ဒါကရွာရရှင်ကိုဆက်တာရဲ့နွားအိုးတော်စင်းစားကြည့်ပေါ့ရွာရရှင်ကိုနွားဆက်တာထားအဲ့နွားကိုရွာရရှင်ကြီးပြန်ဆွင့်ရင်ရမှာပေါ့ပြန်ဆွင့်ရင်ဟုတ်တယ်ပြန်ဆွင့်ရင်ရတယ်နွားကြီးကဝါဖြိုးနေရတော့အသားချိန်တော့ထွက်မှာနော်ဘဒုကုံမှလည်းစီးမနိုင်ပါမနိုင်နဲ့အမုံမပွားပဲ ဲ့ဒီတကောင်တကောင်ရမှာတော့အမျက်ဆိုလဲမတရားထွက်လိုက်မဲ့ဖြစ်ချင်းဟုတ်ဘာကြီးကမြဘာမှပြန်မပြောတော့ဘူးမိမငယ်ငယ်မျက်နှာမညိုဘူးတာသူ့အတွက်အရေးကြီးတယ်လို့ပဲသတ်မှတ်ထားသူမဟုတ်လားထုံးစံအတိုင်းနွားခုတယောက်ကိုငွေပေးရင်မိမငယ်ငယ်မျက်နှာမညိုဘူးတာကျွားရှင်နဲ့စီကိုငွေနဲ့ကြက်ကိုနွားနှုတ်ဖြစ်ဆက်ပြအောင်ဆက်ဖို့မှားတယ်ပြီးတော့နွားကြီးရောက်လာတာကိုစောင်းကြတာပေါ့ကျုပ်တို့တားဖြတ်သမားတို့ကလည်းအဖြစ်မှန်ကိုမပြောပဲညာကျနွားတောင်ရောက်မဲ့အကြောင်းနဲ့ သားတန်းဖြားဖို့ပြင်ဆင်ထားချဖို့အစ်စ်မြင်ထားပြီးစောင့်နေကြရတယ်။အသားဖြတ်ဖို့လိုပြီးတော့အသားချိန်ကတာမန်နွားတကောင်ထက်ကိုအချိန်15လောက်ပိုထွက်တယ်။မခင်လာကသူကိုယ်တိုင်ဦးစီးပြီးကျုပ်တို့ကိုခြေစလက်စတွေဖြောက်ဖြက်စီတယ်။ကျုပ်တို့အတွက်လဲစူကြီးဆိုပြီးတယောက်ကငွေ30စီပေး။မနက်လင်းတော့အရာအားလုံးဘာမှဖြစ်ခဲ့တဲ့လို့ပဲပုံမှန်အချိန်နေရှိနေတယ်။ညာတော့ကကိစ္စမရိုးသားဘူးဆိုတာသိနေပေမဲ့ကျုပ်တို့ဘာပြောနိုင်မှာလဲ။လောက်အားခတ်တဲ့ပိုတဲ့ငွေကြေးကိုကျုပ်တို့ရရှိထားတယ်မဟုတ်လား။ ကျုပ်တို့လည်းလူရိုးလှုပ်စင်းတိုင်းအသားတွေကိုဖြန့်ဝေကြရပေါ့ကျုပ်တို့အသားဖြတ်သမားတွေကတော့ဒီကနေ့အတွက်ကိုအသားဖြတ်စရာမလိုတော့ဘူးလို့မခင်လာညာကလေးကပြောထားတဲ့အတွက်တနေ့ကောင်အားလက်ခွင့်ရကြတာပေါင်းတို့ကိုတာရုတ်ကရေမျိုးချုပ်ဖိလိမ့်ပြီးရေမျိုးချုပ်ဖိလိမ့်ပြီးလူပြိုလဲထွက်သွားကြတယ်ကျုပ်ကတော့သူတို့လိုလူပြိုလဲဖို့ပါဖို့စိတ်ဝင်စားတက်တူဆိုတော့ရွာရဲကနထွက်ကိုင်းစတော့ထုတ်ပြီးကျုပ်တို့အသားဖြတ်တဲ့စီကကျုပ်အင်ယာကိုပြန်လာ ကိုရနေရမြုပ်ပြီးတော့အိပ်ပျော်သွားခဲ့တော့တာပါပဲကျုံနာတဲ့စုညတ်တန်းနေပေါ်လို့ရိုက်နေတာမို့လန်လို့လာတယ်ကျုပ်ထထတယ်မိချင်းကျုပ်စီကိုကိုတာကအပြေးရောက်လာတယ်ငမုံငမုံပြဿနာတက်ပြီးကွာကိုတာကအရေးမရှိဖျားမရှိတော့ကျုပ်ရုတ်တရက်ကြီးနားလေရခတ်သွားတယ်ကိုတာဘာဖြစ်လို့လဲဗျခင်ဗျားကအစမရှိအဆုံးရှိနေမခင်လာတော့အိမ်ကြီးပျောက်သွားလို့ကွာဘလို့ကျုပ်ဖကြီးအိမ်ကပျောက်သွားတယ်ဘာပျောက်သွားလဲ ဘာမှမပြဘူးအိမ်ကြီးတဲ့အိမ်လုံးလူတွေကပြတ်ကုန်တာကွာဟာခင်ဗျာကျုပ်ကိုအိတ်စုံမုံဝိုင်းနဲ့ဆိုပြီးလာနောက်နေပြန်ပါပြီငါမနာဘူးကွာမင်းမယုံရင်လာကြည့်ပို့မှရွာတွေကလူတွေလည်းရောက်နေကြတယ်သူညံပွက်လို့ရိုက်နေတာပဲကျုပ်လည်းကိုတားကိုဘာမှမပြောတော့ဘူးဒီလူကျုပ်ကိုတတ်တတ်နောက်နေတာလို့ထင်မိရဲ့လေစိတ်ထဲကလည်းထလာရင်ဟိုလူဟုတ်ရင်ဟုတ်မဟုတ်ရင်တော့အသက်ကြီးတာရောဘာအောင်နားမလဲဘူးကျုပ်ကျုံးဝါးထားမိတယ်ကျုပ်ဘာကြီးလို့ဝိုင်းနေဝင်လာလိုက်တယ်ဟာ ုပ်အလုံးအောတဲ့မိကို့မျက်လုံးကိုယ်တော်မယုံလို့ပွက်တက်ကြည့်မိရတယ်။ကျုပ်မျက်လုံးမတာမဟုတ်ဘူးရဲ့။ဘာကြီးတို့အိမ်နေရာမှာဘာဆိုဘာမှမရှိတော့ပဲ။မြေကွက်လက်ကြီးထီးထီးကြီးရာရှိနေတယ်။အောက်ခံပြင်းအောင်နှစ်ထပ်အိမ်ကြီးဆိုတာအလုံးလိုက်ကြီးကိုမျက်လက်စီရမျက်လက်ပြတ်ထားတယ်လို့ပြောင်းဆုံးနေလေတယ်။ဒီလိုအိမ်ကြီးအလုံးထက်လိုက်ကြီးမရွှေ့ဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့အရာလေဗျာ။လူတွေကပြောင်းနေရဆိုပြကျုပ်ပြဘလို့မှညံ့မိအောင်မစဉ်းစားနိုင်တော့ဘူး။ရွာသူရွာသားတွေလည်းဒီအဖြစ်အပျက်ကိုကြည်ပြီး အလွန်အံ့ဩသင့်ကြရင်တယောက်တစ်ပေါက်ထင်ကြီးတွေနဲ့စူညံပွက်လောကိုရိုက်နေတာပါပဲလားမျက်မြင်တွေ့သူကြောက်ကပြောတယ်ကျုပ်တော့လေမျက်စိချက်ရဲ့မြင်ရပြီးသားမြင်သူကပြောနေလို့ကြားမိရအိမ်ကြီးကမျက်စိချက်ရင်ပျောက်သွားတာဗျအိမ်ထဲမှာကိုမောင်ထွေးတို့မိသားစုတွေလည်းပါသွားတယ်ဗျာမျက်မြင်တွေ့သူတယောက်ကပြောတယ်ကျုပ်တော့လေမျက်စိချက်ရဲ့မြင်ရပြီးမြင်သူကသာပြောနေလို့ကြားမိတာတကယ်ကိုအိမ်မက်မက်နေတယ်လို့ပဲရုံးကုန်မယုံနိုင်မှုဖြစ်နေပြီဒါပေမဲ့လည်းဗျာတကယ်ဖြစ်သွားခဲ့ပြီပဲ ဒီကိစ္စကိုတော့ကျုပ်ကလူကြီးသူမတွေခေါင်းချင်းရိုက်ကောင်ကြပြီးခေါ်လာအပြေကိုဘယ်ကလူကားမှတိတိကျကျမပေးနိုင်ဘူးဒီတော့လေဘာကြီးအိမ်ကြီးပြန်ပေါ်လာမယ့်အချိန်ကိုစောင့်ဆိုင်ကြဖို့ပဲဆုံးဖြတ်ပြီးလူသူစုဖွဲ့လို့ဘာကြီးတို့ဝိုင်းထဲမှာတဲထိုးပြီးကင်းဆောင်တပေါ်မျိုးထားရကြတာပေါ့သုံးရက်ရှိပြီအိမ်ကြီးကဘာကြီးတို့မိသားစုကဆုံဆုံမြောက်အောင်ပျောက်နေအောင်ပဲလေးရမြောက်တဲ့မနက်မှာတော့ရွာပြင်မှာမျက်ရည်နေတဲ့ကိုဘောလူကယူတယောက်က ကျုပ်တို့စောက်ဆိုင်နေတဲ့ဗာကြီးဝိုင်းစီကိုစိုက်စိုက်မြတ်မြတ်ကြီးခေါ်ဆောင်လာတယ်။အယူဝိုင်းနဲ့ရောက်တော့ကျေးရှုရှင်တက်တက်ဝါတားဖြတ်ရုံမကညနေနဂါးကိုပါသွားစော်ကားတာကိုလို့ပြောပြီးစိတ်ဆိုးဒေါသထွက်နေ။ကျုပ်ကအယူကိုကြည်ပြီးကိုဘောလူကိုမေးမိတယ်။ကိုဘောလူဘဲခယူလဲဗျာ။ရွာထိုက်မှာတွေ့ခဲ့တာကွာ။မောင်ထွေးတို့အိမ်ကိုသွားကျင်နေပြောလို့။ဟာဒီမှာပြဿနာတွေတက်နေတာကိုခင်ဗျာသူပြောတိုင်းခေါ်ရသလားဗျာ။ကျုပ်ကကိုဘောလူကိုအပြစ်တင်လိုက်မိတယ်။ သူကမောင်တွေးတို့ကိုငါကလာခဲ့တာလိုက်ဖို့ဖြစ်အောင်လိုက်ဖို့ပြီးဆိုလို့ကဘာကိုကဲမှလဲဗျာခင်ဗျာကဲမယ်ဆိုတဲ့သူကိုလည်းကြည့်အောင်အဝယ်စားဆုတ်ဆုတ်ချာချာစပင်ကဘုတ်တိုက်ကောက်ကိုင်းနေသူ့ကိုယ်သူတောင်ဘာမှမသိယူနေတဲ့သူကိုဗျာအယူဆိုတာတမှုတတကြတယ်ကွာပြီးတော့ဒီယူကတမှန်မဟုတ်ဘူးလို့တော့ငါထင်မိတယ်ခင်ဗျားကတော့ဗျာကျုပ်လဲကိုဘောလူကိုဒေါသဖြစ်မိတယ်စကားဆက်ဆိုရင်အခြေတင်ဖြစ်ရမှာမဟုတ်ဘာမှဆက်မပြောမိရောအယူက တုတ်တုတ်စီကိုတစ်ချက်လှမ်းကြည့်တယ်။သူ့ကောင်းကိုသူ့လက်ညှိုးတွေထိုးပြီးတတောက်တောက်ခောက်တယ်။ပြီးတော့ပြာကုန်းကုန်းကွက်ကွက်မြေပြင်စီကိုဟိုနန်းတီနန်းလိုက်ပြီးနန်းရှုပ်တယ်။ကျုပ်လည်းအယူးကိုကြည့်ပြီးအိုင်အောင်နောက်လာရပြီ။ဒါကြောင့်ကျုပ်ကအားလုံးရှိထွက်ပြီးအယူးစီကိုတွားလိုက်တယ်။ဟေ့ယူကျုပ်ကဒေါသနဲ့ခေါ်လိုက်တယ်။ဒါပေမဲ့အယူးကလက်မကြည့်ဘူး။ကျုပ်ဒေါသထွက်သွားတယ်။ဒီအိမ်ဝန်ကြီးတစ်ခုလုံးမှာဘာကြီးမောင်တွေနဲ့ဆွေမျိုးတော်ဆက်သူဆိုလို့ကျုပ်ပဲရှိတာမဟုတ်လား။ဟေ့အောင်မင်းကိုခေါ်နေရမကြောက်ဘူးလား။ ကျုပ်ပြောလဲပြောအယူရဲ့ပခုံးကိုလှမ်းဆွဲလိုက်တယ်။အာလာလာအယူရဲ့အသားကိုချိန်မိတာနဲ့ကျုပ်လက်ကြီးတစ်ခုလုံးကျင်ငနေဖြစ်သွားပြီးချက်ချင်းပြန်ရောက်လိုက်ရတယ်ဗျာ။အယူကတော့ကျုပ်ကိုအခုဒီလက်ကိုမကြည့်တာ။သူ့ဘာသာဝိုင်းနေဟိုပတ်လိုက်ဒီပတ်လိုက်လုံနေတယ်။ကျုပ်လည်းကျင်သွားတဲ့လက်ကိုတစ်ချက်တစ်ချက်ဖိလိုက်နှိပ်လိုက်ပြီးတက်တာဟွာ။လက်ကနာရောတော့ကျုပ်ဒေါသလည်းထွက်လာတာပေါ့။ငကိုကမှတားတက်လက်ကိုလှုပ်တဲ့ကျုပ်အခုမထီမဲမြင်လုံနေတဲ့အယူကိုကြည့်ပြီးဒေါသကမထိန်နိုင်တော့ဘူး။ကြီးရတုတ်တချိုင်းကိုဆွဲပြီး အယူကိုပြေးလို့ရိုက်မယ်ကြိုးစားမိပါအကုန်လုံးကကျုပ်ကိုဝိုင်းဆွဲကြတယ်ကျုပ်ကလည်းရုံးကင်ပြီးအယူကိုရန်သူလိုသဘောထားပြီးရိုက်နှက်ဖို့သာစိတ်ကရှိနေဒီလိုနဲ့ရုံးရင်းစံကဖြစ်နေချိန်မှာယူကကျုပ်ဘက်ကိုလှည့်ကျုပ်တို့ဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့အားလုံးထဲမှာကျုပ်ကိုစွတ်စွတ်ဆက်ဆက်ကြည့်ပြီးတရက်ခံနေမှာဒီငမိုက်သားလည်းပါရွာတော့ရှင်နေအခုဒီကောင်ကိုယ်တည်းကိုဝန်ခဲလိုက်စမ်းငါသူတော့အမိတ်အယူကအာနာထန်န်စကားကိုပြောလိုက်တာကျုပ်ချားမိလိုက်တယ် ဲ့ဒီစကားဆုံးမှာပဲကျုပ်ရဲ့အတိအယုံတွေဘာဖြစ်မှန်းမသိမကနေဖြစ်ပြီးဘာဆိုဘာမှမသိတော့ပဲဖြစ်သွားတော့တာပါပဲကျုပ်ပြန်တတိရလာတော့ကျုပ်ဘေးနားမှာလူသူတွေဝိုင်းနေကြတယ်ကျုပ်ကိုဝိုင်းနေတာတော့မဟုတ်ဘူးသူတို့ဘာသာတစ်ခုခုကိုအခြေတင်ဝိုင်းဖက်ဆူနေနေကြသလိုကျုပ်နဘေးဘက်မှာထိုင်နေကြတယ်အဲ့ဒီထိုင်နေတဲ့မှာဗာကြီးမောင်လေးတို့မိသားစုလည်းပါတယ်မခင်လာကတော့အားလုံးကြားမှာတရှုံရှုံငုံနေလေရဲ့ကျုပ်ဘာတွေဘလို့ဖြစ်ကုန်နေဆိုတာမသိရတော့ဘူးလူလဲပြီးထထိုင်မိပါဟော ဟောဗျာကျုပ်ဘကြီးတို့အိမ်အောက်ရဲ့အောက်ထပ်စီကိုရောက်နေတာဗျာငမိုးသတိရလာပြီငမိုးသတိရလာပြီရေတွေပါတွေတိုက်ကြပါအောင်ကျုပ်နာကတယောက်ကထအော်ပြောတော့ဟိုဘက်ကထိုင်နေကြသူတွေကျုပ်ကိုလှည့်ကြည့်လာကြတယ်ဘာတွေဖြစ်ကုန်တာလဲဗျာကျုပ်ရေတောက်ကိုစိတ်ဝင်စားဘူးကျုပ်သိကျင်နာကိုပဲအလောကြီးမေးမိတယ်ဘာကြီးမောင်တွေကကျုပ်ကိုကြည့်ရင်မျက်ရည်တွေရတိုင်းနေရင်မအားတို့တိတ်မားခဲ့ကြတာငမိုးရဘာဖြစ်လို့တော့ဘာကြီးဘလို့ချတော့ပြီးတော့ဘာကြီးတို့ကဘယ်ကနေဘလို့ပြန်ရောက်လာကြတာတော့ ငါတို့ပြန်ရောက်လာကြတာမင်းရိုက်မယ်လို့တဲ့သူတော်ဆိုတဲ့အယူကြောက်ပဲကွာသူကငါတို့ကိုကဲ့လိုက်တာဗျာကျုပ်အယူနဲ့အခြေတင်ဖြစ်ခဲ့ရတာတွေကိုပြန်မြင်အောင်လာမိရဲ့သူတော်ကမကဲရင်ငါတို့မိသားစုအကုန်လုံးရေတိမ်ကြီးရတော့မှငမိုးကကျုပ်ဘလို့ဆက်ဆက်ပြီးစဉ်းစားလို့မရဘူးဗျာကျုပ်ကိုအသေးချာပြောပြပေးနိုင်ရင်ပြောပြပေးကြပါအောင်အေးပြောပြမယ်ငမိုးရာဘာကြီးကသူတို့ကြုံခဲ့ရတာကိုကျုပ်ကိုဒီလိုပြန်ပြောပြလိုက်ညာတော့က ငါးကိုအသားဖြက်ရမှာအေးပြက်ခဲ့တာကြောင့်မနက်ပိုင်းအသားတွေကိုဖြန့်ဝေပြီးနေ့လယ်ပိုင်းမှာဗာကြီးတို့လည်းများအိတ်ဆက်ကြတယ်ဖိုးကြီးဖွားကြီးတွေလည်းအိတ်ဆက်ကြတယ်ခလေးတွေကတော့အိမ်ပေါ်မှာပဲစော့ကစားနေကြတယ်ဗာကြီးတို့အိတ်ဆက်ပြီးတိတ်မကြလိုက်ဘူးရုတ်တရက်ကြီးအိမ်ပေါ်ဘက်မှာရှိတဲ့ခလေးတွေကထငိုတယ်ခလေးတွေအကုန်လုံးငိုတာဆိုတော့ဗာကြီးတို့လည်းအိယာကနေလန်နိုးကြပြီးထကြည့်ကြမိတယ်အိမ်ရှိဘက်မှာငိုနေတဲ့ခလေးတွေကိုလည်းမတွေ့ရတယ်လို့ ကလေးတွေအားလုံးကလည်းအိတ်နေကြတာအတုံးယုံပဲဘာဖြစ်တာလဲလို့ဗာကြီးတို့လည်းများတွေးပြီးရက်မိနေကြတော့သူတို့ကြောက်ခိုင်းတဲ့ဖရာเจ้าဆောင်ဘက်ကချောင်းဟန်တန်ကိုကြားရပါကောသူတို့ကြိလိုက်မိတော့ဖရာเจ้าဆောင်အောင်နာကတောင်ဝေးကန်နေတဲ့အဝိဖြူဝက်တဲ့လူကြီးတယောက်ကအလွန်ဒေါသထွက်နေတဲ့မျက်နှာနဲ့ထိုင်နေတယ်။ဟေ့လူခင်ဗျားဘယ်လိုလဲဗာကြီးကမေးလိုက်တယ်။ငါကလက်ခုတ်တော်ကြွေးရကရွာရရှင်ပဲ။ခင်ဗျားကလက်ခုတ်တော်ကရွာရရှင်ဟုတ်လား။အေးဟုတ်တယ် ခင်ဗျားကခင်ဗျားရွာမှာမနေပဲဒီကိုဘာလာလောက်တာလဲဘာကြီးကမေးလိုက်တော့ရွာရောင်ရှင်ဆိုတဲ့လူကြီးကသူ့စုရဲ့ရဲစားမတက်ဝါမတက်ကြည်လိုက်မင်းတို့ကငါ့နွားကိုတက်ရောင်ပြီးမာရီကျော်ရဲ့လာပြောနေကြတယ်ပေါ့ငါကမင်းတို့စီကနေဝင်ချတောင်းမှမီတန်ရတန်ကြီးအစားပြန်ပေးဖို့ကိုလူလားလို့ရောက်လာတာကွာကျုပ်တို့တော့အတွက်ငွေတစ်ချက်အဖိုးခပေးခဲ့တာပဲတန်ချက်တက်လားဝင်းတန်ချက်ကငါတဲ့ငါတဲ့ကောင်ရဲ့တန်ကြီးလားလူကြီးကမေးတာကိုဘာကြီးတို့လင်များကဘာမှပြန်မဖြေတတ်ကြအောင်ကောင်းပြီလေ နေတို့လောဘတက်လို့တိတ်မဲ့သူပဲအတကြီးပြီးတတ်တက်ရုံအလုံးလုံးနေရုံမှအာမရသူတပားပစ္စည်းကိုပါခိုးယူလို့ရောထိုက်တဲ့နဲ့အပြစ်ပေးရမှာပေါ့လူကြီးကပြောပြီးရောထိုင်ရကထားပြီးသူ့တောင်ဝဲကြီးကိုကျိုင်းမင်စီဒုံးဝင်နဲ့ဆောက်ချလိုက်တယ်အဲ့ဒီခိုက်မှာပဲလင်းချင်းနေတဲ့အိမ်ပြင်ဘက်ကပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်ကြီးအမှောင်ထိကျသွားခဲ့တယ်ဂျွာရော်ရှင်းဆိုတဲ့လူကြီးဟာလည်းရုတ်တရက်ကြီးပြောက်ွယ်သွားတော့လေပေါ့ငါတို့မိသားစုအမှောင်ပဲမင်းကြီးထဲမှာနေမှန်းမသိညာမှန်းမသိ အမေးစားရေတောက်တောင်ထလုတ်လို့မရဘဲနေခဲ့ရတယ်။သူ့အမောင်သူကြီးကဘလို့အမောင်သူကြီးလည်းမသိဘူး။ပိန်ပိတ်အောင်မောင်းနေတာ။မီးလည်းထုံလို့မရအောင်မီးထုံးတာနဲ့တန်းကျိန်းတာပဲ။ဗာကြီးပြောတာကိုကျုပ်ပါဇက်အဟောင်းထားနဲ့နားထောင်နေမိတယ်။ခလေးတွေနဲ့ခင်လာနဲ့မိဘတွေကတော့စပြစ်ကလေးကအိတ်နေတာလုံးဝမနှုတ်ဘူး။ငါတို့လည်းများနှစ်ယောက်ပဲအမောင်ထဲမှာငုတ်တုတ်ထိုင်နေရင်ရေးစာတာတွေပိုက်စာတာတွေစတဲ့ဒုက္ခပေါင်းစုံကိုခံနေရတယ်။ခင်လာဆိုငိုလိုက်တာပြောမနေပါနဲ့။ငါလည်းဘာလုပ်လို့လုံးဝမှမသိဘူး။ ငါတို့အဲ့လိုနဲ့ဒုက္ခခံကြရင်ငါစိတ်တဲ့ခံမှန်း၃လရက်လောက်ကြာမှာအိမ်တကားဖွင့်တန်ကြားပြီးမိတော့ကင်နာတဲ့အယူတရားငါတို့စီရောက်လာတယ်။ငါတို့ကိုကိုပြစ်ကိုတိကျလားလို့မေးရင်ငါတို့ကတိကျပါပြီပြောတော့သူတော်ကတူကတင်ပေးမယ်အကြောင်းနဲ့ရာရောရှင်ကိုလည်းရှင်းနေအောင် တောင်းမှန်ဖို့ရင်တူတောင်းဆိုတာလှုပ်ဆောင်ပေးဖို့ရင်ပြောပြီးပြန်ထွက်သွားတယ်။အယူတူတော်ဆိုတဲ့အယူလားအမှန်ပဲပေါ့ဆက်ပြောပါအောင်ပါကြည်ရတူတော်လာသွားပြီးအချိန်တော်ကြာပြီးနောက်ရာရောရှင်ကြီးကငါတို့စီရောက်လာတယ် ငါတို့လည်းငိုယိုပြီးတောင်းမနာပေါ့သူကဘလို့မှမကျင်တဲ့ဘူးကြီးပဲပြောနေတာကွာအဲ့အချိန်မှာပဲအိမ်ပြင်ဘက်ကနေတယောက်ယောက်ကရွာရရှင်ကိုအမိတ်နဲ့ခေါ်တန်းထပ်ပေါ်လာတယ်ရွာရရှင်ကြီးလည်းချက်ချင်းပဲပျောက်သွားတယ်ကွာအယူနဲ့ကျုပ်မျက်နှာချင်းဆိုင်မိစိန်အယူကရွာရရှင်ကိုအမိတ်ပြန်လိုက်တာကျုပ်ပြန်မြင်မိလာတယ်ငါတို့လည်းဘာဖြစ်တွေ့ငါတို့လည်းဘာတွေဖြစ်လာမလဲဆိုပြီးမျှော်လင့်ရင်စောင့်နေမိကြတယ်အချိန်လည်းအတော်ကြာသွားတယ်တညလောက်တော့ကြာမလားပဲကွာနောက်ဆုံးငါတို့စိတ်ပြက်လက်ပြက်နဲ့ထိုင်မိနေကြတော့မှာ မျိုးလုံးနဲ့အိမ်ပြင်ဘက်ကတဖြည်းဖြည်းလင်းချင်းလာတဲ့အလင်းရောင်တွေကိုမြင်လိုက်ရတယ်။လင်းမြန်းတဲ့ဝမ်းတားပြီးထထောင်ခုံမိကြတယ်။ပြီးတော့အစာကလေးကအဲ့အချိန်အိမ်မောကြနေတဲ့မိသားစုတွေကိုနှိုးပြီးဝမ်းတာအားရအိမ်မောကနေဓားဖွင့်ပြီးစင်ပြေးလာကြတာပါပဲ။ဘာကြီးကအဖြစ်ပြက်ကိုညီကုန်းချုပ်ဖြစ်ပြောတယ်။ကိစ္စကပူပူနွဲ့နွဲ့ဖြစ်ထားကြင်ဆိုတော့ကျုပ်လည်းဒီလောက်ပဲမေးမိခဲ့တယ်။နောက်နေ့ရက်အကြာမှာတော့ဘာကြီးနဲ့မခင်လာတော့လက်ခုပ်တော်ရွာကိုသွားချပြီးငါးချောနွားတန်တကောင်ကိုလည်းအစားပြန်ပြီး ရွာကိုလည်းတောင်းပန်ကြတယ်ပြီးတော့ရွာတော်ရှင်နန်းစီမှာပျော်ပွဲတစ်ခုလုပ်ပေးရတယ်နဂနာဆန်ဆန်ပါပဲမန္တနဂနာနဲ့အသေးစားကိုတုံးရတိတိလုပ်ပေးရတာအပြအဲ့ကိစ္စပြီးစီးတော့ဗာကြီးတို့လင်မယားလည်းတာတက်လုပ်ငန်းအတွက်လိုင်စင်ကိုတိုင်းစင်ပြန်အပ်လိုက်တယ်အိမ်နဲ့စီးပွားရေးအတွက်ကိုတော့ကုံဆောင်ဆိုင်ကြီးတစ်ဆိုင်တည်လိုက်တယ်လယ်လုပ်ကိုပြန်လုပ်တယ်ကိုတာတို့ကိုတော့ငွေကြေးအချို့ပေးပြီးပြန်လွှတ်လိုက်တာပေါ့ကျုပ်ကတော့တူတားရင်ချာဆိုတော့အိမ်မှာပဲဆက်နေပြီ လယ်လုံးနဲ့ဆိုင်လို့ဝိုင်းလို့ဝိုင်းစားဆက်ဖြစ်နေဒီလိုနေရင်နတ်ဖွဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျုပ်တိကျင်တဲ့အကြောင်းကိုဘာကြီးကိုလည်းမေးတယ်လို့ဘာကြီးမသိနိုင်နိုင်ရေကိုလည်းသိနိုင်တဲ့သူစီကိုမေးမြန်းဖြစ်တယ်။ဘာကြီးကိုမေးမြန်းဖြစ်တာကတော့အယူသူတော်ကနွားစားပြန်ပေးစီတဲ့အကြောင်းတွေပျော်ပွဲသုံးရက်ပေးစီတဲ့အကြောင်းတွေမေးပြပါတယ်။ဘာကြီးကတော့ဒီကိစ္စတွေကိုကသူတို့လင်မြန်းနှောက်ရဲ့အိမ်မက်ထဲမှာအယူသူတော်ကလာပြောသွားတာတဲ့။နှစ်ယောက်စလုံးလဲအိမ်မက်တစ်ခုတည်းကိုအပြိုင်မက်ကြတာလို့ပြောပြတယ်။ တားတက်လုပ်ကိုလည်းစွန့်လွတ်ပြီးကောင်းရောင်ကောင်းဝယ်ကိုသာလှုပ်ဖို့လဲမေတ္တာရက်ခံပြီးပြောသားတယ်လို့ပြန်ပြောတယ်။နောက်ထပ်ကျုပ်တိကျုပ်တိချင်မိတာကတော့ကျုပ်တိစိတ်ပြောက်သွားတဲ့အချိန်ပေါ့ဗျာ။ဒီအကြောင်းလေးကိုကြားတော့အယူသူတော်ကိုကျုပ်တို့စီကိုစတင်ခေါ်လာခဲ့ပြီးအဖြစ်အပျက်အစာဆုံးကိုတရှိနေတဲ့ကိုပေါ်လူကမီးဖြစ်ပါတယ်။ကိုပေါ်လူကပြောပြရမှာကျုပ်တိစိတ်ပြောက်သွားချိန်မှာလက်ခုပ်တော်ကရွာရရှင်ကဝင်ဘူးကတ်လာတယ်တဲ့။အဲ့ဒီနောက်တော့အယူသူတော်နဲ့ကျုပ်ကိုရဲကရွာရရှင်ဟာ သူတို့နားမလဲနဲ့မာတကစကားလို့ဆိုရလိမ့်မလားမသိစကားကိုချစ်တင်ပြောကြတယ်လို့ပြောတယ်သူတို့ကတော့ကျောင်းနဲ့ယူစုတော်တော်ကိုကြည်တာကြည်နေမိကြပြီဘာမှကိုနားမလဲနိုင်ခဲ့ပါဘူးတဲ့ဒါဖြစ်တော့လေကျုပ်သိကြည်မိတာတခုကပြန်တော့တယ်အဲ့ဒါကတော့ရာရရှင်ကစိတ်ဆိုးပြီးဖွက်ထားခဲ့တဲ့အင်ကြီးဟာဘလူပဲပုံမှပြန်ပေါ်ဘလူပဲပုံများပြန်ပေါ်လာတဲ့လေရေပေါ့ဒါကိုတော့ဘသူကမှရေးရေးချာချာပြန်မဖြစ်နိုင်ကြဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီညမှာစောင့်ဆိုင်နေကြတဲ့လူအလုံးက တညာလုံးမအိပ်ပဲမနဲ့အာယုံချင်းကနေမှထူးထူးဆန်းဆန်းအကောင်လုံးအိပ်ပျော်ကုန်ကြတယ်တဲ့သူတို့အိပ်ပျော်သွားတာနိုင်ပိုင်းခြားတစ်ခုပဲကြာပြီပြန်နိုးလာတော့အင်ကြီးကလည်းပြန်ပေါ်လာပြီဖြစ်ပြီဘာကြီးတို့မိသားစုတွေကလည်းအိမ်ပေါ်ကလည်းစင်ပြေလာကြတာကိုရင်ကြားရတယ်တဲ့ဗျာကဲအဖြစ်ပြက်ကတော့ဒါပါပဲဒီအဖြစ်ပြက်ကိုခင်များတို့အတွက်တော့သူစားလာကြုံမသိပဲမယ်တကယ်ကြုံတွေ့ခဲ့ရတဲ့ကြုံကတော့တသက်တာမေးလို့ရမှာမဟုတ်ပါဘူးဩတခုပြောဖို့မေးတော့မလို့ အဲ့ဒါကနွားကိုအသားဖြတ်တဲ့ကြောက်ကြောက်နဲ့တုံးနွားခိုးပြီးတဲ့လူလဲနောက်ရက်ထဲမှာတော့ဘသူအုံမမသိတဲ့နရင်အုပ်ချက်ပြင်းပြင်းကိုတယောက်တစ်ချက်အုပ်ခံကြရတယ်ဗျာကျုပ်ဆိုတန်လျားစီထိုင်နေရင်ဆိုတော့အရှိကစပွဲနဲ့ရိုက်မိပြီးနှက်ခမ်းဖက်တက်ကွဲသွားရတယ်ဒီလိုဖြစ်ပေမဲ့လည်းကျုပ်ကတော့ကျေးဇူးတင်မိပါတယ်ဘာကြောင့်လဲဆိုတော့ကျုပ်တို့လုပ်ခဲ့တဲ့အဖြစ်အပျက်တော့အပြစ်အတွက်ရရရှင်ကဒီလောက်ပဲအပြစ်ပေးတာကိုပဲဝမ်းတန်ကြရမှာလေမဟုတ်လို့ဒီတက်အပြစ်ပေးမယ်ဆိုလဲခံကြရမှာပါပဲ မတိကြလို့စေကိုင်းလောက်ချမိတယ်ဆိုပဲမဲ့နဲ့ဘယ်လိုဖြစ်ဖြစ်ကိုကလောက်ခဲ့တယ်ဆိုတာမှန်နေတာပဲမဟုတ်လားကျုပ်တို့ကျုပ်တို့ဆွဲဆဲဆိုပြီးစော်ကားမော်ကားပြုခဲ့တဲ့အယူသူတော်ကိုတော့လူချင်းတွေ့ဥချကတော်ပြီးတောင်းပန်ခြင်းပဲမဲ့သူကတော့အဲ့ဒီကလေးကကြောက်ချင်းမလှပြောက်သွားခဲ့တာဒီနေ့ထိပါပဲဒီတော့လေဗျာညာဘက်ဖျားရှိခိုးပြီးလိုက်မှာကျုပ်နေနဲ့သူတို့ကိုတခုတ်တည်းရရှိခိုးကတော်ပြီးတောင်းပန်ဖြစ်နေတာအခုချိန်ထိပဲပေါ့ပြီးပါပြီခင်ဗျာအယူသူတော်ရဲ့ နောက်ဖက်တဲ့အိမ်ဆိုရဲဇလန်လေးကိုနားဆင်ပေးသူရောက်စီတိုင်းရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ